ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ Barbie Store Movie ကနေပြန်လဲပြီးတော့ဂျိုဆူလိုက်ပါတယ်။ Didi Motor Spark ဆိုတဲ့ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးဖို့ရွေးချယ်ထားပါတယ်ခင်ဗျာ။လူပေါင်းရာနဲ့ချီတတ်ထားတဲ့လူသားသမားတစ်ယောက်နဲ့ခြေရသူလေးတေဆုံးသွားတာကြောင့်ရေဆုံးမြေဆုံးလိုက်လံဆုံဆန်းနေတဲ့ဂျီတစ်ယောက်ဘယ်လိုလဲကွက်တွေနဲ့အပြိုင်ကျဲကြမလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြအောင်ပါခင်ဗျာ။ကျွန်တော်ကတော့စီစဉ်နေဆက်သူအန်ခင်မူပဲဖြစ်ပါတယ်ခင်ဗျာ။ဇလန်းရဲ့အဆမှာလျှက်စီးတွေတဖြတ်ဖြတ်လက်မိုးတွေတဲတဲမဲမဲရွာနေတဲ့ချိန်အင်ဂျင်ကောင်းတစ်လုံးကိုရိုက်ပြထားပြီး ရုတ်တရက်ဆိုသလိုမိတွေပြတ်သွားတဲ့နေရာကနေဇလန်းကိုစတင်ထားပါလိမ့်။မိုးချိန်တန်တွေကြောင့်ဖိုးကြီးတောက်အေးအားကနေလန်နိုးလာခဲ့ပြီးတော့သူသမီးအာရာဒါနာကိုစိတ်ပူနေတဲ့ပုံနဲ့ဖုန်းဆက်လိုက်ပေမဲ့ဖုန်းခေါ်လို့မရပါဘူး။ဒါနဲ့ဖုန်း flash မီးနဲ့ဖျောင်းနိုင်ကိုရှာလိုက်ပြီးတော့မီးထုံးလိုက်ကသူသမီးအာရာဒါနာရဲ့အခန်းကိုသွားပြီးတော့အခန်းတကာကိုဖြွင့်ဝင်လိုက်ပေမဲ့ဘာစကားမှပြန်မပြောဘဲပရင်းပေါင်းနားမှာအပြင်ကမိုးရွာနေတာကိုရက်ကြည့်နေတဲ့သူသမီးကိုတွေ့လိုက်ရပါလိမ့်။ အဖိုးကြီးကအာရာဒါနာကိုချော့ပြီးတော့အိယာစီကိုပြန်ခေါ်တိတ်လိုက်ကသူလည်းသမီးကိုစိတ်မချလို့သူ့အိယာစီကိုမပြန်တော့ပဲအာရာဒါနာအိယာဘေးကခုံမှာပဲခဏထိုင်လိုက်ပြီးတော့မိကနေအိပ်ပျော်သွားပါလိမ့်အဖိုးကြီးတေးပြန်လို့လာတဲ့ချိန်မှာအာရာဒါနာကသူမအိယာမှာမရှိတော့ပဲသူ့အနောက်ကိုရုတ်တရက်ရောက်လာပြီးတော့လက်ထဲမှာကင်ထားတဲ့စုရစိမ့်နဲ့လေးချက်တိတိလက်ဘင်းကိုထိုးဆိုင်လိုက်ပါတော့လေကောင်မလေးကအသိစိတ်မဲ့သလိုဖြစ်နေခဲ့ပြီး တစုံတစ်ယောက်ကခိုင်းစီလိုက်တယ်သူမလဲဘင်းကိုလည်းလက်ထဲကစုနဲ့လိချလိုက်ပါတော့တယ်ရေတကုန်တွေစိမ့်လန်းတဲ့တောင်တန်းတွေရဲ့လဲမှာကြောပေးထားတဲ့နေသားနဲ့စောင်းနေတဲ့လူငယ်တယောက်စီကိုကောင်မာလေးတယောက်ကအပြေးသွားနေခဲ့ပါတယ်အနာရောက်တော့ကောင်လေးရဲ့ပကုံးကိုလမ်းကင်ပြီးတော့ခေါ်လိုက်ပြီမဲ့ချက်ချင်းပဲပြတ်သွားခဲ့ပါတယ်လေခါဆွဲကောင်မာလေးတယောက်အိမ်မက်ကဘာတဲ့တူနာကိုတစ်တီတူးဖို့ကြံနေတော့မှာပဲမျက်နာပေါ်ကိုရေစက်တွေကြလာလို့လန်နိုးသွားပြီး သူ့အဖွားကိုအိမ်ယာကနေဆော့ဆော့နှိုးလို့ဆိုပြီးတော့စူးစူးပူပူလုံနေခဲ့ပါပြီ။ကောင်မလေးအဖွားကတော့အိမ်မက်တစ်ခုကို10နှစ်လောက်မက်လာလို့ဘာထူးမှလည်းဆိုပြီးတော့အတင်းထခိုင်းနေတာကြောင့်ဇုံမမရတော့မယ်ဆိုပြီးတော့အဖွားကြီးကိုစနောက်ပြီးလဲပင်းထညှက်ပါတော့တယ်။တကယ်ကိုဘိုင်းကောင်းကြောက်ဖီလေးပေါ့ခင်ဗျာ။အဲ့ဒီချိန်အန်ကန်ထဲမှာလဲခါဖေကသူသမီးလဲခါတယောက်ဘလို့လိန်မာကြီးကြရှိပြီးတော့အရန်ရှေးရိုးဆန်တဲ့အကြောင်းကိုအိမ်ကိုနားလာဖောက်တဲ့တာအမီကိုပေါက်ကြရလို့ရှောက်ပြောနေခဲ့ပြီမိတ်။လဲခါတယောက်ဘောင်းမီတို့နဲ့ရောက်ချလာပြီးတော့တာအမီတယောက်ကိုနှင်ထုတ်ပစ်လိုက်ပါလိမ့်။ လက်ခိုင်းဖေကအိမ်တော်ဦးစီးပြီးပြီးဩစာပေးနေအိမ်မထဲကကောင်လေးကိုတလာတွင်းရှာမတွေ့ရင် သူပေးစားတယ်သူနဲ့လက်ထပ်မယ်ဆိုပြီးတော့ရာစတန်ပေးလိုက်ပြီမဲ့လက်ခါကတော့တိတ်ပြီးတော့ဂူးဆိုင်တဲ့ပုံမပေါ်ပဲလှဲ့ထွက်သွားတာပါတလာတွင်းမှာအာကြီးနဲ့ယောက်ျားကြီးကိုဆုံးဖြတ်ထားတယ်လက်ခါတယောက်ဖះเจ้าကအရှင်စထရင်းဖာစာစီကိုစူတောင်းမှုသွားခဲ့ပြီးတော့သူအိမ်မထဲကကောင်လေးကိုဝိုင်းကူရှာပေးဖို့တငယ်ချင်းတွေကိုလည်းအပူကပ်ပါတော့တယ် ဖះเจ้าကပြန်လက်ကောက်ပစ္စည်းတွေရောင်းတဲ့ဆိုင်ရှိမှာပစ္စည်းမဝယ်ပဲလဲခါတို့တငယ်ချင်းတစ်တိုက်တော်ကီဖုတ်နေတဲ့ချိန်မှာသူ့အိမ်မက်ထက်ကကောင်လေးကိုလှမ်းတွေးလိုက်တာကြောင့်တငယ်ချင်းတွေကိုတော့မပြောတော့ပဲနောက်ကနေအတင်းပြေးလိုက်သွားခဲ့ပါတယ်။ဒါမဲ့လဲခါတော့မျက်ခြေပြတ်ပြီးတော့ရောင်းလဲရောင်းလဲဖြစ်နေတုံးမှာပဲသူ့တငယ်ချင်းတွေရောက်လာခဲ့ပြီးဘာလို့မပြောမစုံနဲ့ထွက်သွားတာလဲဆိုပြီးတော့မေးလိုက်ပါတယ်။လဲခါကအနေအောင်ဟူရီဝစ်ထားတယ်သူ့အိမ်မက်ထက်ကကောင်လေးကိုတွေးလိုက်ပေမဲ့အခုတော့မျက်ခြေပြတ်သွားရတယ်ဆိုပြီးတော့ပြောလိုက်တာပါ။ လေခါတငယ်ချင်းတွေကလည်းလေခါတယောက်ယောက်ျားမရမချင်းငါတို့လည်းကောင်းကောင်းနေရမှာမဟုတ်ပါဘူးဆိုရယ်စိတ်နဲ့တယောက်တနေရာစီခွဲပြီးတော့အနဲ့ရောင်ဟူဒီနဲ့ကောင်လေးကိုရှာပုံတော့ဖြွင့်ကြပါတော့တယ်အခြားတစ်ဖက်မှာလည်းလူတစုကနီယူရာဆေးုံကိုအနူချမ်းဝင်စီဖို့ပြင်ဆင်နေကြပါတယ်တိုက်ဆိုင်တာကအနူချမ်းစီမဲ့အဖွဲ့တွေအားလုံးကလည်းအနဲ့ရောင်ဟူဒီတွေဝစ်ထားတာကြောင့်ဟူဒီဝစ်ထားတဲ့လူတွေနောက်ကိုလိုက်လာရင်လေခါတို့တငယ်ချင်းတစုလည်းဆေးုံနဲ့ရောင်ပေပေနဲ့ရောက်လာကြပါတယ် လေခိုင်းတငယ်ချင်းတွေကစေုံထဲမှာအနေအောင်ဟူဒီဝစ်ထားတဲ့လူတွေကိုဟိုနားမှာတယောက်တွေ့တယ်ပြောလိုက်ဒီနားမှာတယောက်တွေ့တယ်ပြောလိုက်နဲ့ဖြစ်နေတာကြောင့်လေခါတယောက်ဘယ်သွားလို့သွားမှမသိနိုင်အောင်ဖြစ်နေပါတော့လေအဲ့ဒီချိန်မှာပဲမျက်နှာဖုံးတက်အနူချမ်းစည်းသမားတွေကတနက်ပစ်ဖောက်လိုက်ပြီးမင်းတို့7မိနစ်လောက်ညင်နေတော့ငါတို့လုံးကငါတို့လှုပ်ပြီးထွက်သွားမှာပါညင်ညင်မနေတော့တေးတဲ့ကောင်ထွက်ခဲ့ဆိုပြီးတော့စောင်းကြဘူးရဲ့စစ်ခွေးတွေလေးတန်းနဲ့ဓမြအစတိုက်ပါတော့လေမျက်နှာဖုံးတက်လူစိုးနှစ်ယောက်ငွေရှင်းကောင်တာနောက်ကိုဝင်ပြီးတော့ သူတို့မှာပါလာတဲ့အိတ်ထဲကိုငွေတွေတိမ့်ကျုံထဲနေတဲ့အချိန်လေခါကရဲစခန်းကိုဖုန်းဆက်ဖို့ကြိုးစားလိုက်ပေမဲ့လူစိုးတယောက်ကမြင်သွားပြီးတော့လေခါရဲ့လက်ထဲကဖုန်းကိုအတင်းဆွဲလူသွားပါလိမ့်ဓမြတဲ့ငွေရှင်းကောင်တာမှာငွေတွေကိုအိတ်ထဲထည့်နေတဲ့အချိန်အဲဒီအချိန်မှာပဲအဖိုးကြီးတယောက်တုတ်တုတ်ပြားပြားနဲ့ရောက်လာပြီးတော့ဇေယုံဝန်ထမ်းငွေကိုင်းစီကိုသူ့သားလေးခွဲစိတ်စေရိတ်တော့အသေးအတန်ဆေးဖို့လာရှင်းပါတော့လိမ့်ညနေဖုန်းစိုးလူစိုးကအဖိုးကြီးလက်ကိုလှမ်းကင်လိုက်တဲ့အချိန်မှသူမှားပြီဆိုတော့အဖိုးကြီးကတီးသွားပေမဲ့နောက်ကျသွားပါပြီ။ လူစုကဖိုးကြီးလက်ထဲကငွေကိုပါလူယူဖို့စ조사နေတာကြောင့်အိမ်ရောက်ပြီးတော့သူ့သားလေးစေးုံစေးအတွက်ရှာလာတဲ့ငွေတွေဖြစ်တဲ့အတွက်ငွေရင်ရှင်းပြစီပြီးမှယူပါလို့ဘလို့ပဲတောင်းပန်ပေမယ့်မရတော့ပါဘူးရုပ်တဲ့အနေအောင်ဟူဒီဝိတ်လူငယ်တယောက်ပေါ်လာပြီးတော့အဖိုးကြီးစီကအတင်းလူနေလူစိုးရဲ့လက်ကိုဖမ်းချုပ်ကာတိုင်နေကောင်းနေမိတ်ဆပ်ပေးလိုက်ပြီးလူစိုးတတ်ထားတဲ့မျက်နှာဖုံးကိုဆွဲယူပြီးတော့တတ်လိုက်တာကြောင့်ဘယ်သူဘယ်ဝါဆိုတာတေချာမသိလိုက်ရပါဘူးဓမြအဖွဲကအဲ့ဒီလူငယ်ကိုတနတ်တွင်နဲ့ဝိုင်းပြစ်တိုက်ခိုက်ကြပြီမိတ် တိုင်းကျွမ်းတဲ့လူငယ်ခုခံတိုက်ခိုက်မှုတွေကြောင့်အလဲကွဲနဲ့မှောက်ကုန်ကြပါလိမ့်။ဒုံစံတိုင်းပဲပွဲပြီးမှရောက်လာတဲ့ဦးရဲကြီးတွေရဲ့ကားအိုအော်တန်တွေကိုကြားကာလူငယ်ကခြာကနေလှဲ့ထွက်သွားတာကြောင့်သူငယ်ချင်းတွေလမ်းခေါ်နေအတန်ကိုမကြားချင်အောင်ဆောင်ပြီးတော့လက်ခါကနောက်ကနေကောက်ကောက်ပေါင်းလိုက်သွားခဲ့ပါတော့တယ်။ဒါမဲ့မျက်ခြေပြတ်သွားခဲ့ပြီးတော့လက်ခါငယ်ချင်းတွေကတော့အိမ်မက်ထဲကနေပြင်လောကကြီးတွေ့လာပြီပဲ။အာမစောနဲ့စူးစမ်းဆိုပြီးတော့မိလောင်ရလေပင့်လုံနေကြပါတော့တယ်။ အချိန်တွေကရက်မလကိုပြောင်းသွားပြီးတော့ဒီကြားထဲမှာလေခါကသူ့အိမ်မက်မင်းသားလေးကိုတောက်လျှောက်စားနေခဲ့တာရက်ပေါင်း30တိတိရှိနေခဲ့ပြီပဲဖြစ်ပါလိမ့်။နောက်ဆုံးမှာတော့အာရိယာရဲ့မျက်နှာစိတ်ကို Instagram post တစ်ခုကနေတီးသွားခဲ့ပြီးနှမူးစာရွာလေခြင်းတော့မလဲရင်လည်းလဲအောင်လှဲ့မဲ့မလဲခါတို့အိမ်ရှိအိမ်ကိုဆိုင်ကလေးစည်းနဲ့ယောက်ချလာတဲ့အာရိယာကိုလှမ်းပြီးတော့တွေ့လိုက်ရပါတော့တယ်။ဖြစ်ကျွန်တော်အာရိယာကသူ့ငွေချင်းရန်ဘိုနဲ့အတူနေတာဖြစ်ပြီးတော့ငွေချင်းနဲ့လူလဲခါတို့အိမ်ရှိကိုပြောင်းလာခဲ့တာပဲဖြစ်ပါလိမ့်။ အဲဒီနောက်မှာတော့ကောင်မလေးတွေအများကြီးနောက်ကိုတကောက်ကောက်လိုက်နေတဲ့အာရိယာကိုမြင်တွေ့ရမှာဖြစ်ပြီးဖုန်လိုက်ကြောင်ရဲလို့ထင်စရာရှိပေမဲ့အကြောင်းရင်းမှန်ကိုတော့မသိရသေးပါဘူးဒီစကားမှာနောက်ကြောင်းပြန်ဇလန်းနဲ့လက်ရှိချိန်ဇလန်းသွားကိုတပြိုင်တည်းထဲဒရိုက်တာက တင်ဆက်ထားတာကြောင့်မူရင်းရတာမပြတ်ရလျောင်အကောင်းဆုံးတင်ဆက်ပေးပါမယ်ခင်ဗျာဆိုတော့နောက်ကြောင်းပြန်ရရင်ဗီဇာကင်မျိုးလမ်းမတွေပေါ်မှာဆိုင်ကယ်တစ်စီးနဲ့ရှောက်လိမ့်နေတဲ့အာရိယာတစ်ဖြစ်လဲဂျေးစ်ကိုလူငယ်ဆန်းဆန်းကတ်ဂေါ်ဂေါ်နေထားနေတွေ့ရမှာပါ လမ်းမေးဆိုင်ဆိုင်မှာဆိုင်ကယ်ကိုကောက်ရက်လိုက်ပြီးတော့လက်ဖေးတစ်ခွက်စမှားလိုက်တဲ့အချိန်မှာပဲမိုးရီရွာလာခဲ့ပါတယ်။ဂျေးတယောက်လက်ဖေးကိုဟန်ပါပါကောက်မော့လိုက်ပြီးတော့ဟိုဒီဒီငင်းနေတော့မှာပဲဒီနီတချောင်းကိုစောင်းပြီးတော့လမ်းမလေကောင်ကလမ်းလျှောက်လာနေတဲ့အာနန္ဒာကိုလမ်းတွေးလိုက်ပြီးမြင်မြင်ချင်းချစ်ဆိုသလိုပဲလေထဲတိုက်အိမ်ဆောက်ပြီးတော့စိတ်ကူးရည်ရင်နေခဲ့ပါတယ်။နောက်တည်းမှာဒေါက်တာမာလီအာနန္ဒာတို့အဖွဲ့ကအတော်ခေါင်းနဲ့ကြေးရွာတရွာကိုဂျမ်းမာကြီးဆစ်ဆေးပေးဖို့ရောက်လာခဲ့ပြီးတော့ ရွာတွေကကျန်းမာရေးချိုးတက်နေတဲ့ဆုံးအားနာမကြာဘိုက်ကြီးတွေတယောက်နဲ့ဆုံးခဲ့တာကြောင့် medical camp လုပ်ဖို့အတွက်အမြန်ဆုံးစီစဉ်ပါတော့တယ်။အကြမ်းဖက်မှာတော့တက္ကသိုလ်ကျောင်းသားတွေကကျောင်းအုပ်ကြီးကိုယာရုကနေစင်းပေးဖို့ဆန္ဒပြနေကြပါတယ်။လူလိုနားလေတဲ့ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွေကညှိနှိုင်းမှုစ조사နေကြပြီးမြန်မာပြည်မှာဆိုရင်တော့ဝိုင်းဖမ်းပြီးချုပ်တဲထဲမှာနေထားပဲဖြစ်ပါတယ်။ဆိုတော့ဇက်ကားကလက်ရှိအချိန်ဇက်လန်းကိုပြန်ဆွဲခေါ်လာခဲ့ပြီး Hyderabad မြို့တနေရာကဘားတစ်ခုမှာထိုင်ပြီး တခုခုကိုစောင့်ကြည့်နေတဲ့အာရိယာကိုတွေ့ကြမှာဖြစ်ပါလေ။လေခါတယောက်ကတူအိမ်မှာရွှေတုံးကောက်ရတဲ့ရုပ်နဲ့ဥမျိုးနေတာကြောင့်အဖွားဖြစ်သူကနင်းအဖေပြောထားတဲ့ရက်30ကပြည့်နေပြီနော်။မစ္စတာရာဂျူရဲ့တောင်းကိုခေါ်လိုက်ရတော့မလားဆိုပြီးတော့စအောင်နေခဲ့ပါလေ။လေခါကအိမ်ရှိအိမ်ကိုပြောင်းလာတာသူအိမ်မထဲကကောင်းလေးဆိုပြီးတော့ပြောလိုက်တာကြောင့်တိမ်သားလုံးနဲ့အံ့ဩသွားကြပါလေ။လေခါကသူ့အဖွားကိုအပူကပ်ပြီးတော့အာရိယာနဲ့နှီးစပ်ဖို့မိန်းကလေးပြီးပြီးစူးစမ်းပါတော့တယ် သူဘွားကအာရိယတို့အိမ်ကိုတမင်းစားသွားဖိတ်တော့အာရိယတငယ်ချင်းနဲ့တွေ့ပြီးလူမအောင်သွယ်မိတာကြောင့်အလွဲတွေဖြစ်ရကဇလန်းကိုဟာသဆန်းဆန်းခတ်တော်တော်လေးဖန်တီးထားတာကိုလည်းတွေ့ကြမှာပါအဲဒီအချိန်မှာပဲအုံနောက်နဲ့အောင်ကျော်ဆိုင်ရာပညာနဲ့ပတ်သက်ပြီးတော့အိန္ဒိယအတွက်ပထမဆုံးအမျိုးသမီးနိုဘယ်ဆုဆေးရင်ဝင်ဒေါက်တာအင်ဒရာအတွက်ဂုဏ်ပြုပွဲကျင်းပပေးနေခဲ့ပါပြီသူဘကစစ်တပ်နဲ့ရဲဘက်ဆိုင်ရာအတွက်ပြင်ပပညာရှင်တွေနဲ့အမှုကိစ္စတွေကိုဆွေးနွေးမှုတွေလုပ်ပေးနေတဲ့လူတစ်ယောက်လည်းဖြစ်ပါပြီ။ နောက်တစ်ရက်မှာမမသာဆိုတဲ့မိန်းကလေးကသူ့တငယ်ချင်းတွေနဲ့အတူ shopping mall တစ်ခုကိုဈေးဝယ်ထွက်လာခဲ့ပါလေ။လိုချင်တဲ့အသုံးဆောင်ပစ္စည်းတွေကိုတငယ်ချင်းတွေနဲ့အတူရွေးနေရင်းမမသာတယောက်ရုပ်တရက်ပျောက်သွားခဲ့လို့တငယ်ချင်းတွေကလိုက်ရှာနေခဲ့ပါလေ။အဝေလေကန်တွေဘက်ကထူးဆန်းတဲ့ညီးတန်တွေကြားရတာကြောင့်မမသာရဲ့တငယ်ချင်းတွေကဝေလေကန်တွေဘက်ကိုလိုက်ရှာခဲ့ပြီးမမသာတယောက်အခန်းတစ်ခု တွင်းမှာတစ်ခုခုကိုအရန်ကြောက်နေသလိုအခန်းထောက်မှာကုတ်ကုတ်လေးထိုင်နေတာကိုတွေ့လိုက်ရပါလေ။မမသာရဲ့တငယ်ချင်းတွေကချောမော့ခေါ်ထုတ်လာခဲ့ပေမဲ့ မမသားတယောက်စိတ်နဲ့လူနဲ့ကပ်ပုံမရတော့ပါဘူးသူတို့ထွက်လာတဲ့အချိန်မှာပဲတန်ရှင်းဝင်တန်းတယောက်ဝေလဲခန်းဘက်ကိုဝင်သွားခဲ့ပြီးခနာကြမှာကြောက်လန့်တကြားနဲ့အော်ဟစ်တန်ကြီးကိုကြားလိုက်ရပါလိမ့်မမသားရဲ့တငယ်ချင်းတွေအပြေးသွားကြည့်တဲ့အချိန်မှာအမျိုးသမီးဝင်တန်းကကြမ်းမြေပေါ်မှာမိတ်နေပြီးတော့အခန်းတွေးမှာတော့သူတို့တငယ်ချင်းစွာပနာတယောက်ယင်ဘက်မှာထိုးသွင်းတယ်ဟာနဲ့တိတ်ဆုံးနေအောင်တွေးလိုက်ရတာကြောင့်ကြက်သေးသေးပြီးတော့ကြောက်လန့်နေကြပါလိမမသားနောက်ကိုအချိန်မီလိုက်ခဲ့ကြပြီမမသားကလေးလွာကနေခုံချပြီးကိုကိုကိုတတ်တည်သွားခဲ့ပါလိမ့် အခင်းဖြစ်ပွားတဲ့နေရာကိုအမှုလိုက်ရဲတွေရောက်လာခဲ့ပြီးတော့စုံစမ်းမှုတွေလုပ်ခဲ့ပေမဲ့မမသာတယောက်အခုလိုဖြစ်အစိုးမျိုးဘားကြောင့်ကြုံခဲ့ရတယ်ဆိုတာဘယ်သူကမှမသိလိုက်ကြပါဘူးဂျေးစရောက်အာနန္ဒာနဲ့ချစ်သူမဖြစ်သေးခင်ချင်းကိုနောက်ကြောင်း ပြန်ထားပြီးတော့ဗီဇာကီမျိုးတက္ကသိုလ်ကျောင်းဝင်းတစ်ခုထဲမှာအာနန္ဒာကိုတွေ့လိုက်တိုင်းတဖက်ဖက်ကျွေနေတဲ့ဂျေးစ်ကိုတွေ့ကြမှာပါအာနန္ဒာကမဟုတ်မခံဂျိုးဆက်ဆက်ကောင်မာလီတယောက်ဖြစ်ပြီးတော့သူမရှိမှမတရားဘူးလို့ထင်ရင်နောက်မဆုတ်တန်းပါဝင်တတ်တဲ့သူတယောက်ဖြစ်တာကြောင့် ကျောင်းကန်တဲ့တခုမှာကျောင်းသားတွေကိုဆေးကြောက်ရောက်နေတဲ့သူတွေနဲ့ပြဿနာတက်ပါတော့တယ်။ဆေးအောင်တဲ့ကောင်တွေကအာနန္ဒာကိုကိုထိလိုက်ရောက်စော်ကားပြီးတော့အင်အားချင်းလည်းမမျှတာကြောင့်အာနန္ဒာတယောက်ဝမ်းနေပြီးတော့ငိုနေခဲ့တာပါ။ဒါကိုဂျေးသိသွားတော့ဆေးအောင်တဲ့ကောင်တွေအဖွဲ့ကိုစော်ဘလော်သွားတီးပါတော့တယ်။အများနဲ့တယောက်ဆိုပေမဲ့ဂျေးစ်ကတော့စိန်ပီရာလာလက်မလဲအောင်ပြင်းလိုက်ပြီးတော့အာနန္ဒာကိုစော်ကားသူကိုကောင်မလေးရှိတဲ့ဂုတ်ကဆွဲခေါ်လာပြီးတောင်းပန်ခိုင်းလိုက်ပါတယ်။အာနန္ဒာတယောက်ဂျေးစ်ကိုအားကိုလေးစားတဲ့အကြည့်တွေနဲ့လှမ်းကြည့်လိုက်ပြီးတော့ကြွေသွားခဲ့ပုံပါပဲ။ ဂျေးကအာနန္ဒာကိုချစ်နေပေမဲ့အေးမလို့အဲမလို့နဲ့ဖြစ်နေတာကြောင့်သူတငယ်ချင်းတွေကဂျေးနဲ့အာနန္ဒာကိုဝိုင်းလော်ပေးလိုက်တော့မှဂျေးတယောက်အာနန္ဒာကိုဖွင့်ပြောခဲ့တာပါအာနန္ဒာကဂျေးပေါ်မှာလဲထူးခြားတဲ့ခံစားချက်ကိုခံစားရတယ်လို့ပြောပြီးအခုချိန်မှာတော့စဉ်းစားပြရစီအုံးလို့မိန်းကလေးပြီးပြီးပဲမူလိုက်ပါတော့တယ်အာနန္ဒာတို့မက်ဒီကယ်ကမ်လောက်တဲ့ရွာလေးကိုဂျေးကကူညီထောက်ပံ့မှုတွေလုပ်တာကလေးတွေကိုစာသင်ပေးတာပြင်ဂျေးရွာလေးလူတွေရဲ့လူနေမှုအစဉ်အတန်းမြင့်လာအောင်ကူညီပေးနေခဲ့တာကြောင့် အာနန္ဒာလည်းဂျေးရဲ့လေးစားစရာကောင်းတဲ့အချက်တွေကိုပိုသိလာခဲ့ပြီးသူတို့နှစ်ယောက်လည်းချစ်သူတွေဖြစ်သွားခဲ့ကြပါတော့တယ်။လက်ရှိချိန်ကာလမှာတော့လေခါကအာရာရဲ့အချစ်ကိုရဖို့အတွက်တကယ်ချင်းနေနဲ့တိုင်ပင်ပြီးအမျိုးမျိုးအကြံထုတ်နေရပါတယ်။လေခါကအာရာကိုကော်ဖီဒိတ်ဖို့အတွက်ချိန်လိုက်ပြီးတော့အာရာကလည်းလက်ခံခဲ့တာကြောင့်သူတို့နှစ်ယောက်ရဲ့အချစ်ဇလန်းလေးဟာလည်းစတင်ခဲ့ပါတော့တယ်။သူကိုရမ်းချစ်တဲ့လေခါကြောင့်အာရီယာကလည်းအချစ်ကိုပြန်ခံစားလာခဲ့ရပြီးအာနန္ဒာနဲ့ပတ်သက်ပြီးတော့ရခဲ့တဲ့ဒဏ်ရာတွေဟာအနာကျက်စာပြုလာခဲ့ပါတယ်။ အခြားတစ်ဖက်မှာ Hyderabad ကရဲမှုကြီးကလည်းမမတာတေဆုံးတဲ့အမှုကိုလိုက်လံပြီးတော့စုံစမ်းနေခဲ့တယ်လို့အာရိယာကလည်းကိုပိုင်စုံစမ်းမှုတွေလိုက်ပြီးတော့လုပ်နေခဲ့ပါတယ်။အရာရာအစဉ်ပြေငြိမ်သက်လာပြီးရင်လော်ဂရန်မုံတိုင်းတွေဝင်လာတတ်တာသဘာဝလိုပဲဖြစ်တာကြောင့်လေခါတို့အိမ်မှာမာလီလုံနေတဲ့လူကအာရိယာကိုမှတ်မိသွားပြီးခြေသူမင်းကလေးကိုကိုယ်တိုင်တတ်ခဲ့သူဆိုပြီးတော့လေခါအဖေကိုအချိုးနဲ့သွားမှပါတော့တယ်။ဖြစ်ချင်တော့အာရိယာရဲ့စုံစမ်းမှုတွေရလေခါရဲ့တငယ်ချင်းဟာရှီတာက နောက်ထပ်သားကောင်ဖြစ်နိုင်တယ်လို့ယူဆတာကြောင့် နောက်ကနေလိုက်ပြီးတော့စောင့်ကြည့်နေခဲ့ပေမဲ့လမ်းမှာကြိုးစောက်နေလူဆိုးတွေကြောင့်မျက်ခြေပြတ်သွားခဲ့ပါလိမ့်။အာရိယာကသူ့ဆိုင်ကယ်တော့ကိုလမ်းကင်လိုက်တဲ့လူကိုဆိုင်ကယ်လက်ကင်နှစ်ဖူးနဲ့ပြစ်တိုက်လိုက်ပြီးပြင်းပြင်းထန်ထန်ပဲတိုက်ခိုက်လိုက်ပါလိမ့်။အဲဒီအချိန်မှာပဲဟာရှိတာအိမ်ပြန်မလာသေးတာကြောင့်သူမိဘတွေကရဲတွေကိုအကြောင်းကြားလိုက်ပြီးတငယ်ချင်းတွေကလည်းလိုက်ပြီးတော့ရှာနေကြပါလိမ့်။တယောက်တည်းဖဏလည်းမပါငူငိုင်နဲ့လမ်းလျှောက်လာနေတဲ့ဟာရှိတာကိုတွေ့သွားကြပြီးတော့ဘာစကားမှလည်းမပြောစိတ်နဲ့လူနဲ့လည်းမကတ်သလိုဖြစ်နေတာကြောင့် လေခါကဟာရှိတာမိဘတွေကိုအိမ်ဝင်ရင်ခေါ်သွားဖို့ပြောလိုက်ပြီးရဲတွေကလည်းဟာရှိတာကိုပြန်တွေ့ပြီဆိုပြီးတော့အဆင်အဆင်သတင်းပို့လိုက်ကြပါလိမ့်အတွေ့အကြုံရှိနေဟိုက်ဒရာဘတ်ရဲမှုကကောင်မာလေးရဲ့အခြေအနေကိုမေးမြန်းပြီးတော့သူမိဘတွေနဲ့ပဲတီးတန့်လွတ်မထားဖို့ပြောလိုက်တာကြောင့်လေခါကလူတစုလည်းနောက်ကနေပြေးလိုက်သွားခဲ့ပေမဲ့ဟာရှိတာကသူမမိဘနှစ်ပါးကိုတတ်ပြီးကိုကိုကိုတတ်တည်သွားခဲ့ပါပြီအာရီကလည်းလူစိုးတွေအားလုံးကိုအမှောက်သိပ်ပြီးတော့ဟာရှိတာရဲ့နောက်ကိုအချိန်မီလိုက်လာခဲ့ပေမဲ့နောက်ကျသွားခဲ့ရပါပြီ ။အကြအားလုံးကမြန်မြန်ဆန်ဆန်ပဲဖြစ်ပြသွားခဲ့ပြီးတော့လက်ခိုင်းအဖေကတော့အာရိယာကိုထင်လွဲပြီးခါရှိတာတေဆုံးမှုအပါဝင်ဟိုက်ဒရာဘတ်မှာဖြစ်ပြနေတဲ့တေဆုံးမှုတွေဟာအာရိယာကြောင့်ဖြစ်တာဆိုပြီးတော့စွတ်ဆွဲပါတော့တယ်။လက်ခါဖေကအာရိယာရဲ့ခန်းကိုခိုးဝင်ခဲ့ပြီးတော့အခန်းထဲမှာတေဆုံးသွားခဲ့ပြီးတဲ့မိန်းကလေးများစွာဓာတ်ပုံတွေတွေ့ခဲ့တယ်လို့နောက်ထပ်ပြင့်မှတ်ကလည်းလက်ခါဖေကြောင့်ဓာတ်ပုံတွေတကွာထုတ်ပြလိုက်ပါတယ်။လေခါကသူ့အဖေပြောသွားတာတွေကအမှန်မဟုတ်ဘူးမလားဆိုပြီးတော့အာရိယာကိုမေးလိုက်ပေမဲ့ အာရိယာကတော့ဘာမှပြန်ဖြေရှင်းမနေတော့ပဲသူ့နာမည်ကအာရိယာဂျေးဖြစ်ပြီးသူ့ကောင်မလေးအာနန္ဒာကလည်းတည်သွားပြီဆိုတာကလည်းအမှန်ပဲလို့ပြောလိုက်တာကြောင့်လေခါတယောက်အထင်လွဲသွားခဲ့ပါတော့လေအာရိယာကအားလုံးကိုရှင်းပြဖို့လေခါကိုအချိန်တနာရီလောက်ပေးဖို့တောင်းဆိုခဲ့ပြီးသူနဲ့အာနန္ဒာတို့အကြောင်းအရာအားလုံးကိုရှင်းပြခဲ့ပါလေသူတို့နှစ်ယောက်ဘလို့ဆုံခဲ့ကြတာတယောက်ကိုတယောက်အရန်ချစ်ခဲ့ကြတာနဲ့အာနန္ဒာတည်ဆုံးသွားတဲ့နေ့အကြောင်းကိုအခုလိုပဲခေစီတွင်းကြ ပြန်ပြောပြခဲ့ပါတယ်။အင်းနေကသူတို့ချစ်သူညောင်ရှောက်လဲကြပြီလို့အပြန်လမ်းမှာဂျေးကသူတို့ညောင်စားဖို့ဒိုစာနှစ်ပွဲဆင်းဝင်နေတဲ့အချိန်အာနန္ဒာကလမ်းတစ်ဖက်မှာရောက်နေတဲ့အုံးရီတောက်ချင်လာတာကြောင့်ဂျေးကိုပြောမလို့တော့ပဲနဲ့ဆင်းဝယ်ခဲ့ပါတယ်။အုံးရီဝယ်နေတဲ့ဘေးကဆိုင်ပေါ်မှာတင်ထားတဲ့သတင်းစာပေါ်ကသူမလှုပ်ဖို့ကင်ဘက်ကာဗီသာတီဆုံးသွားတဲ့သတင်းကြောင့်ထိတ်လန့်သွားပြီးလမ်းတစ်ဖက်ချမ်းမှာရှိနေဂျေးစီကိုပြေးသွားတဲ့အချိန်မှာကုံတင်ကားစီကတိုက်ချသွားခဲ့တာပဲဖြစ်ပါတယ်။ ကုန်တင်ကားသမားကမောင်းပြေးသွားပြီးတော့ဂျေးကအာနန္ဒာကိုအချိန်မီဆေးရုံပို့နိုင်ခဲ့တာကြောင့်အသက်ဘေးကနေလွတ်ခဲ့ပါလေဂျေးကအာနန္ဒာကိုစိတ်ပူပြီးတော့ဂရင်ဘေးမှာတစ်ချိန်လုံးစောင့်နေပေးခဲ့ပါလေဒါပေမဲ့ကန်ဆိုးမိုးမောင်ကြမှုတွေကဒီနေရာမှာရက်တံမသွားခဲ့ပဲအာနန္ဒာနိုးလာပြီးတော့ဘေးမှာစောင့်နေတဲ့ဂျေးကိုအနာမှာရှိတဲ့စေးထိုးအနဲ့ထိုးချလိုက်ပြီးအညိုးတကြီးနဲ့တိုက်ခိုက်ပါတော့တယ်ဂျေးကကာကွယ်လိုက်တာကြောင့်အာနန္ဒာကတိုက်ခေါမိုးတက်စီကိုပြေးတက်သွားပြီးတော့ခုံချသွားပါတော့တယ် အာနန္ဒာရဲ့တည်ဆုံးမှုကိုဦးရဲကြီးတွေကဂျေးချောင်းဆိုပြီးတော့ခေါင်းစဉ်တက်ခဲ့သလိုဂျေးကိုလည်းရဲစခန်းမှာမတရားရိုက်နှက်ဝန်ခံခိုင်းကြတာပါစောင့်ကျင်းကတော့ကူညီပြသည့်စိုင်းမုတ်တက်ပြီးတရားဝင်ဓမြတိုက်နေမြန်မာနိုင်ငံကိုလာရွှေလိုနဲ့နင်းလား၅လားပါပဲဂျေးရဲ့တငယ်ချင်းတွေကအာမခံတဲ့ဂျေးကိုအပြင်ထုတ်ပေးခဲ့ပေမဲ့အာနန္ဒာရဲ့တည်ဆုံးမှုကဂျေးကိုအတော်လေးထိကြိုက်သွားစေပြီးအာနန္ဒာဘကြောင့်အကောင်းကြီးကလည်းခုလိုဖြစ်သွားတာလေဆိုတော့အဖေကိုရှာဖို့တကြိုးစားပါတော့တယ်အဖေပြတွေကိုတေးချပြန်စင်းစားကြည့်တဲ့အခါမှာဟာကွက်တွေတိုက်ဆိုင်မှုတွေများနေတာကြောင့် တန်တရားပိုကြီးလာခဲ့ပြီးတိတ်တဆိတ်စုံစမ်းမှုတွေလုပ်ခဲ့တာပါဆိုပြီးတော့လေခါကိုရှင်းပြလိုက်ပါလိမ့်မထင်မှတ်တာပဲအာဏာနာနဲ့မက်ဒီကယ်ကန့်မှာအထူးလောက်ကန်ခဲ့တဲ့ဒေါက်တာဘာဗာနီကဆက်သွယ်လာခဲ့ပြီးသူတို့ကန့်မှာဆေးကုလုံးကဆေးဝါးကုလူတယောက်က "तू ပေးတယ်ဆေးညွန်စာစိတ်ကြဆေးတွေပြောင်းပေးခဲ့တာကိုသူတို့သတိထားမိသွားတာကြောင့်ထွက်ပြေးသွားခဲ့ဘူးကြောင့်အာဏာနာနဲ့ကာဗီတာတို့နှစ်ယောက်ကိုအဲ့ဒီကိစ္စကြောင့်လောက်ကျန်ခဲ့တာဖြစ်နိုင်တယ်လို့ဒေါက်တာဘာဗာနီကထောက်ပြခဲ့ပါလိမ့်ဂျေးကလည်းဆေးဝါးကုလူကိုလိုက်ရှာပြီးတော့ဆင်မေးလိုက်တဲ့အခါမှာတော့ ကိစ္စတွေအားလုံးရဲ့နောက်ွယ်မှာလူတယောက်ရှိနေတာကိုသေချာနားလည်သွားပါတော့တယ်။ဒေသူအားလုံးရဲ့တူညီနေတဲ့အချက်တွေကိုဆက်ဆက်ကြည့်လိုက်တဲ့အခါမှာနေရာဆေးုံနဲ့အားလုံးကဆက်ဆက်နေတာကြောင့်တွားရောက်စုံစမ်းခဲ့ပါလေ။လေခါနဲ့ပထမဆုံးစဆောင်ခဲ့တာလည်းအဲ့ဒီနေ့မှာပဲဖြစ်ပြီးအာရီယာကဆေးုံလာပြတဲ့အသက်18နှစ်ကနေ25နှစ်ကြားမိန်းကလေးတွေရဲ့အချက်လက်တွေကိုရယူခဲ့ပြီးတော့စောင့်ကြည့်နေခဲ့ပါလေ။သူနေသူအနဲ့အမှုကိုဖြေရှင်းဖို့စ조사နေတာဖြစ်ပြီးတော့မထင်မှန်ထားပဲအထင်လွဲမှုတွေဖြစ်သွားခဲ့တဲ့အကြောင်းကိုလေခါကိုရှင်းပြခဲ့တာပါ အာနန္ဒာကသူ့ရဲ့အတိတ်ဖြစ်ပြီးလေခါကတော့သူ့ရဲ့အနာဂတ်ဖြစ်တာကြောင့်အတိတ်ကရှင်းလင်းရမယ့်အရာတွေကိုရှင်းလင်းဖို့အချိန်နည်းနည်းလောက်ပေးဖို့အတွက်တောင်းဆိုခဲ့တာဖြစ်ပါတယ်။အာရိယာတယောက်အရာအလုံးကိုပြန်ပြီးတော့စဉ်းစားကြည့်လိုက်တော့မှဒေဆုံးမှုဖြစ်စဉ်ဖြစ်တဲ့နေရာတိုင်းမှာရှိနေတဲ့မမောင်အေးမိုးစိတ်မွေးဗာရှင်းနဲ့လူနာတင်ကားမောင်းနဲ့ဂရုံးကိုတရိယာသွားပြီးနာရူယာဆေးရုံကိုတွားရောက်ဆုံဆန်းခဲ့ပါတယ်။ကိုဂရုံးရှိတဲ့နေရာကိုဆုံဆန်းမှုသာတွားခဲ့ပေမယ့်ကိုဂရုံးကသူ့တပည့်တွေနဲ့အာရိယာကိုတခါတည်းကိစ္စတုံးခိုင်းလိုက်တာကြောင့်စတင်ကနဲ့ဝိုင်းပြီးတော့ဧကန်ကြပါတော့တယ်။ အာရိယာတယောက်ကြီးခွဲရမှာပုံလိုက်ပြီးတော့အနာကကလေးစီကထောက်စုကိုခဏငှားကသူ့လက်ကိုသူပြန်ထိုးဆိုင်လိုက်ပြီးဒဏ်ရာရလို့ထွက်ပြေးတဲ့ပုံဖမ်းခဲ့ပါလိကိုကတော့ကတော့အပိုင်ဆိုပြီးတော့မရှင်ကန်ကင်ပြီးသူတပည့်နှစ်ယောက်ကိုအာရိယာနောက်ကိုလိုက်ခိုင်းပြီးအဆုံးသတ်ခိုင်းခဲ့ပေမဲ့ရောက်ဖာကိုကြက်ဥတိုက်လို့ဖြစ်နေခဲ့တယ်ဆိုတာသူမသိနိုင်ခဲ့ပါဘူးအာရိယာကသူ့သွေးစက်နောက်ကိုလိုက်လာလူစိုးကိုထောက်ချုံစာကျွေးလိုက်ပြီးလူစိုးကင်လာတဲ့မရှင်ကန်ရဲ့အားအပါကြီးစံစလူဒီသာကျွေးပါတော့တယ် ကိုကရုံးနဲ့မဟန္တာကြောင့်ကိုလိုယုံထွက်ပြေးခဲ့ရပေမယ့်အာရိယာကတော့ကိုကရုံးခန်းထဲကဗိုလ်ချုပ်ဘဝဒတ်နဲ့ဓမ္မုံတွဲထားတဲ့ကိုကရုံးကိုတွေ့လိုက်ရတာကြောင့်ကိစားရီယာသူထင်ထားတာထက်ပိုရှုပ်ထွေးတော်မယ်ဆိုတာကိုသိနေခဲ့ပါတယ်။ဗိုလ်ချုပ်ဘဝဒတ်အကြောင်းကိုစုံစမ်းလိုက်တဲ့အခါမှာဗိုလ်ချုပ်ကငိမ့်သားယူသွားပြီးဖြစ်ပြီးတော့ New Delhi မှာနေတယ်လို့သိရတာကြောင့်ထွက်လာတဲ့အစာလေးကိုဆွဲထုတ်ဖို့အာရိယာတယောက် New Delhi ကိုခီးထွက်ခဲ့ပေမယ့်သူရောက်သွားတဲ့အချိန်မှာဗိုလ်ချုပ်ကဆုံးပါသွားခဲ့ပြီဖြစ်ပါတယ်။မေကွန်နဲ့တပွေးတစ်ပိုင်းနဲ့လာခဲ့တဲ့အာရိယာတယောက်ဗိုလ်ချုပ်ရဲ့မိမလေးနဲ့သာတွေ့ခဲ့ရပြီး သူသိကျင်တဲ့ဖြေတွေကိုရှာဖို့ဗိုလ်ချုပ်ရဲ့အသုံးဆောင်ပစ္စည်းတွေနဲ့ဒိုင်ယာရီစာအုပ်တို့ကိုသာရရှိခဲ့ပါတယ်။အာရီယာလည်းချိန်ဆမနေတော့ပဲဒိုင်ယာရီစာအုပ်ကိုတခါတည်းဖွင့်ဖက်လိုက်ပါတော့တယ်။ဗိုလ်ချုပ်တို့တပ်ဖွဲ့တွေကအိန္ဒိယပါကစ္စတန်နယ်စပ်မှာတပ်ဆွဲထားခဲ့ပြီးတော့ဇေဘီနာနဲ့ပတ်သက်ရင်အတော်ကြွမ်းကျင်တဲ့ရူဒရာဆိုတဲ့စစ်ဆရာဝန်တယောက်တီထွင်ထားတဲ့လူတယောက်ရဲ့အကြောက်တရားကိုလှုံ့ဆော်ပေးတဲ့ဆေးဟာဖမ်းမိတဲ့၃ဘန်းတွေကိုစစ်မေးတဲ့နေရာမှာအတော်လေးအသုံးဝင်တာကြောင့်ဗိုလ်ချုပ်ကထပ်ရာရှိတွေကို Spark Program ကိုတရားဝင်စမ်းသပ်ထုတ်လုပ်ဖို့ခွင့်ပြုချက်တောင်းခဲ့ပြီးခွင့်ပြုချက်လည်းရခဲ့ပါတယ်။ ။ဂွေမကြကြပြီးတဲ့နောက်မှာဒေါက်တာရူဒရာတယောက်စမ်းသပ်ခန်းထဲကမထွက်တော့ဘဲဖမ်းမိတဲ့၃ဘန်းတွေပေါ်စမ်းသပ်မှုတွေဇက်တိုက်လှုံ့ဆောင်နေခဲ့ပြီးတော့ဘယ်သူကမှသူပါလုံးနေဆွာကိုမပြောပြတော့ပါဘူး။နောက်ဆုံးစမ်းသပ်ခန်းတွေအကုန်လုံးတေကုန်တာကြောင့်အနီးနားမှာရှိတဲ့တိုင်းသားရွာမှာအခမဲ့ဈေးကန်းတွေဖွင့်ပြီးတော့ကလေးပါမချမ်းစမ်းသပ်မှုတွေစလှုပ်ပါတော့တယ်။ဒေါက်တာရူရာတယောက်စိတ်ထင်တိုင်းကျဲနေတာကြောင့်ဗိုလ်ချုပ်စီကိုတိုင်ကြားမှုတွေခဏခဏရောက်လာခဲ့ပြီးတော့ဗိုလ်ဆိုးတာကသူ့ဆေးကန်းဖွင့်ခဲ့တဲ့ရွာကရွာသားတွေအားလုံးတယောက်မကျန်တိတ်ဆုံးခဲ့ကြတာပဲဖြစ်ပါလိမ့် လူအုံနောက်ထဲကကြောက်ရွံ့မှုရေစက်တာတွေကိုအလွန်မင်းလုံးစော်ပေးလိုက်တာကြောင့်အုံနောက်ကအရန်ကြောက်သွားပြီးတော့ငရဲခံရလို့ခံစားချက်ကလွတ်မြောက်ဖို့ကိုကိုကိုတတ်တည်သွားကြတာပဲဖြစ်ပါလေဒေါက်တာရူဒရာရဲ့ထိမ့်မတိုင်းတိမ့်မရဖြစ်နေတဲ့ခြေနေကိုဗိုလ်ချုပ်ကသူဝင်ထိမ့်မှုစ조사ပေမဲ့စီကူတာနေတဲ့စစ်သားတွေစမ်းသက်ခံတုံမန်းတွေကိုဓာတ်ခွဲကန်းသုံးကြွက်တွေတာတာသဘောထားပြီးရရက်ဆက်ဆက်စမ်းသက်နေတာကြောင့်စစ်စည်းကမ်းထိမ့်သိမ်းကော်မတီကိုတိုင်ကြားလိုက်ပါတော့တယ် စီကံထိုင်တဲ့ကော်မတီကဒေါက်တာရူဒရာကိုဆင့်ခေါ်ခဲ့ပြီးစစ်ဆင်းမှုတွေးမှာပဲတခြားသူတွေရဲ့စိတ်ကိုထိန်းချုပ်နိုင်မှငါတို့ရဲ့အနာဂတ်ငါတို့လက်ထဲမှာရှိနေလိမ့်မယ်ဆိုကသူဖန်တီးထားတဲ့စိတ်ကိုတုံးပြီးဝင်ကြီးကိုလှုပ်ကြံမှုတော့လုံနိုင်နေစွာကိုလက်တွေလှုပ်ပြခဲ့ပြီးချိန်ချောက်ခဲ့ပါလေဝင်ကြီးက project ကိုဆက်လက်လှုပ်ဆောင်မှုခွင့်ပြုပေးမှာဖြစ်ကြောင်းအချို့တတ်ပြီးတော့ဒေါက်တာရူဒရာကိုပြန်လွှတ်လိုက်ပေမယ့်ဘောဂျောဘောဝါဒတ်ကိုရူဒရာကိုဖြုတ်ချလိုက်ပြီးတော့ spec project ကိုလည်းပိတ်သိမ်းလိုက်ဖို့ညွှန်ကြားခဲ့ပါတယ် ဘောဂျိုကစပတ်ဓာခွဲကန်ကိုဝင်စီးပြီးတော့ရူဒရာကိုဖမ်းဆီးဖို့လုပ်ခဲ့ပေမဲ့ဓာခွဲကန်ပါဝင်အဆောက်အဦတစ်ခုလုံးကိုရူဒရာကပေါက်ခွဲဖျက်ဆီးပစ်ခဲ့တာကြောင့်စပတ်ပရိုဂရမ်ဟာလည်းဒေါက်တာရူဒရာနဲ့တူတခန်းရပ်သွားခဲ့တယ်လို့ဘောဂျိုရဲ့ဒိုင်ယာရီမှာရေးသားထားတာကိုအာရီယာတယောက်ဖတ်လိုက်ရပါတယ်။ဒါပေမဲ့ဟာရှူဒါတေဆုံးတဲ့နေ့တုန်းကဇေယုံကားမောင်းတဲ့ဂရုံးဒေးဗစ်ကိုတွေ့လိုက်တာကြောင့်သူစီယာဒေါက်တာရူဒရာလည်းအသက်ရှင်နေတော့မယ်လို့အာရိယာကယုံကြည်နေတော့မယ်ဖြစ်ပါလေ။အာရိယာနယူးဒေးလီကပြန်လာခဲ့ပြီးတော့ဘိုဂျိုရဲ့ဒိုင်ယာရီကိုနောက်တစ်ခေါက်ထပ်ပြီးတော့ဖတ်နေခဲ့ပါလေ။ အရင်မှာမတော်ဆဘိုးကျုံနဲ့ဂရုံးဒေးဗစ်တို့တွဲရိုက်ထားတဲ့ဓာတ်ပုံမှန်ပေါင်းနောက်ကနေ SD ကတစ်ခုကိုတွေ့ရှိခဲ့ပြီး Spark Project ရဲ့အရေးကြီး data အချက်အလက်တွေကိုရရှိသွားပါလိမ့်။ဒါကြောင့်တကယ်ချင်း Rambo နဲ့အတူ data တွေကိုဖွင့်ဖတ်ကြည့်လိုက်တဲ့အခါမှာတော့ Spark Project ရဲ့ပဲ့ကန်ရှင်ဒေါက်တာ Rudra နဲ့သူ့တပည့် David တို့ကတေးချင်အောင်ဆောင်ခဲ့ပြီးလက်တွေ့စမ်းသပ်မှုတွေကိုတိတ်တဆိတ်လုပ်နေခဲ့ကြတာကို Aria တယောက်သိလာခဲ့ပါလိမ့်။အေရီးယားမှာသဘာဝကြောင့်တေးတာမဟုတ်ပဲလူတယောက်ကိုကိုကိုတတ်တည်ခဲ့ရင် ်အနေနာမှာရှိတဲ့အစိုးရစီးရင်ဝင်ရေခဲတိုက်ကိုအလောင်းကိုခွဲစိတ်စစ်ဆေးဖို့တည်သွားရတယ်ဆိုတဲ့အချက်ကိုအသုံးချပြီးဒေးဗစ်တို့ကသူတို့စမ်းသပ်ဖို့အုံနောက်တွေကိုရယူနေခဲ့တယ်ဆိုတာအပြင်သူတို့လိုချင်တာရဖို့ Spark စေးတွေကိုတားကောင်းနေစီရောက်အောင်ဤမျိုးစုံနဲ့ဖန်တီးနေတယ်ဆိုတဲ့ဖန်တရားတွေအလုံးကိုအာရိယာတယောက်တိသွားခဲ့ပါတော့တယ်အဲဒီအချိန်မှာဂရုံးဒေးဗစ်ကသူ့ဆရာဒေါက်တာရူဒရာစီကိုဖုန်းဆက်ပြီးသတင်းပို့နေခဲ့ပါလိမ့်။ဇေဘေကန်ဖွင့်ခဲ့တဲ့ရွာမှာတော့ကသူတို့အကြောင်းကိုရိပ်ပြီးသွားတယ်။ဆရာဝန်မလေးတွေကိုရှင်းခဲ့တဲ့ကိစ္စက သူတို့နောက်ကိုပြန်လိုက်လာနေပြီဖြစ်ပြီးအဲဒီဆရာဝန်မလေးရဲ့ရီးစားက program ရဲ့အသေးစိတ်အချက်အလက်တွေပါတဲ့ SD card ကိုရရှိသွားခဲ့ပြီးဆိုတော့ကိုလမ်းပြောင်းနေခဲ့ပါတယ်ကိုကရုံးကတခွဲကန်းကိုပိတ်ပြီးတော့မြို့ကနေထွက်သွားဖို့အကြံပေးခဲ့ပေမဲ့ဒေါက်တာရူရာကသူ့လိုချင်တာနောက်ထပ်တညနဲ့369အောင်မြောက်ဖြစ်တဲ့အစမ်းတက်ခံနောက်တစ်ယောက်ပဲဖြစ်ပြီးနောက်တည့်ရောက်သွားတာနဲ့ကဘာပေါ်ကဘယ်အစိုးရကမှသူ့ကိုတားဆီးလို့မရတော့ဘူးလို့ပြောခဲ့ပါတယ်ကရုံးဒေးဗစ်နဲ့ဒေါက်တာရူရာကိုမလွန်ဆန်နိုင်တာကြောင့်သူ့ဆရာအတွက်အစမ်းတက်ခံတယောက်ရအောင် ထပ်ခေါ်လာခဲ့ဖို့ဂရိပေးခဲ့ပြီးတော့လေခါတယောက်တည်းအိမ်ကိုပြန်လာနေတဲ့အချိန်မှာတခါတည်းဖမ်းခေါ်သွားခဲ့ပါတော့တယ်။အခြားတစ်ဘက်မှာတော့အာရိယာကလေခါကနောက်ထပ်သားကောင်စွာကိုတီလာတာကြောင့်ဂရိပေးဖို့ဖုန်းခေါ်ခဲ့ပေမဲ့လေခါတယောက်ဖုန်းမကင်နိုင်တော့ပါဘူး။အာရိယာလည်းအဲဒီမှာစိုးရိမ်သွားပြီးတော့ဒေါက်တာရူဒရာတို့ဓာတ်ခွဲခန်းရှိနိုင်တဲ့နေရာတွေကိုစုံစမ်းဖို့ရန်ဘိုးကိုအကူအညီတောင်းခဲ့ပြီးလေခါကိုလိုက်ရှာဖို့အိမ်ပြင်ကိုထွက်လိုက်တဲ့အချိန်မှာပဲရဲတွေကသူ့ကိုဖမ်းဖို့စောင့်နေတာကြောင့်အကြက်ရိုက်သွားခဲ့ရပါတယ်။ အာရီယာကလဲခါရဲ့အသက်အန္တရာယ်ကိုစိုးရိမ်နေရတာကြောင့်လဲခါကိုအရင်ရှာဖို့အရေးကြီးနေခဲ့ပြီးတော့ရဲတွေလိုချင်နေတဲ့အချက်လက်တွေအားလုံး SD ကတ်ထဲမှာရှိနေလို့ရှင်းပြခဲ့ပေမဲ့ရဲတွေကလက်မခံခဲ့ပါဘူးအဲဒီချိန်မှာပဲရဲမှုရောက်လာခဲ့ပြီးတော့အာရီယာကလည်းသူ့လိုပဲအမှုကိုဖြေရှင်းဖို့စူးစမ်းနေရကိုတည်သွားတာကြောင့်သူ့ခါးကြားကတနက်ကိုယူပြီးသူ့ကိုတစားကန်လောက်ကလွတ်မြောက်နိုင်အောင်လမ်းဖွင့်ပေးလိုက်ပါတယ်အာရီယာကရဲတွေလက်ကနေလွတ်အောင်ထွက်ပြေးခဲ့ပြီးသူ့ငယ်ချင်းရမ်ဘိုကဒေါက်တာရူဒရာတို့ဓာတ်ခွဲခန်းရှိနိုင်တဲ့အောင်ကျော်စေးုံတွေကိုစုံစမ်းခဲ့ပေမဲ့ ဘာမှတိတ်မထူးကြပဲအဆောင်ကျက်တွေအများကြီးချထားတဲ့ကိုချိုဘိုလီကအစာအုပ်ကတော့တန်တရားဖြစ်စရာကောင်းတယ်လို့အာရီယာကိုလှမ်းပြီးတော့သတိပေးလိုက်ပါလိအာရီယာကလည်းအဲ့ဒီအစာအုပ်စီကိုတန်းသွားခဲ့ပြီးတော့အဆောင်ကျက်တွေမတိအောင်အစာအုပ်တွင်းပိုင်းနဲ့ထိဝင်ရောက်သွားနိုင်ခဲ့ပါလိအခန်းတစ်ခုတည်းကိုဝင်လိုက်တဲ့ချိန်မှာတော့ဂရုံးဒေးဗစ်နဲ့သူ့တပည့်တွေကအာရီယာကိုဝိုင်းပြီးတော့တိုက်ခိုက်ကြကာဒေါက်တာရူရာစီကိုမရောက်နိုင်အောင်တားဆီးကြပါတော့လိအာရီယာလည်းသူ့ကောင်မလေးကိုဖမ်းသွားတဲ့ဂရုံးဒေးဗစ်ကိုအမေရိကန်ဆော့ဘလော့တီးပါတော့လိ နောက်ဆုံးဂရုံးဒေးဗစ်လည်းမှောက်သွားခဲ့ပြီးတော့ကိုဂရုံးရဲ့မျက်လုံးစကန်ကိုအသုံးပြုပြီးအခန်းတစ်ခုတည်းကိုဝင်လိုက်တဲ့အချိန်မှာပဲဒေါက်တာရူဒရာကလက်ခါကိုစမ်းသပ်ဖို့စူးစမ်းနေတာကိုတွေ့လိုက်ကြပါပြီရူဒရာကမင်းဘာလို့ငါ့ကိုလိုက်ပြီးတော့နှောက်ရှက်နေတာလဲလို့မေးလိုက်ပြီးအာရိယာကငါ့ဘွားကိုဆုံရှုံရပြီငါချစ်တဲ့အာနန္ဒာကိုဆုံရှုံလိုက်ရတာမင်းအကြောင်းဆိုပြီးတော့တိုက်ခိုက်ဖို့ပြင်လိုက်ပေမဲ့ရူဒရာကတနက်နဲ့ထုတ်ချိန်လိုက်ပြီးတော့လူရီရဲ့စိတ်ကိုထိန်းချုပ်နိုင်တဲ့ Spark Formula ကိုဖန်တီးနိုင်ခဲ့ပြီဖြစ်တာကြောင့်သူကသိပ္ပံပညာရဲ့အရှင်သခင်ဆိုတာလက်ခံလိုက်ပြီးတော့ဆိုပြီး ။စောက်ကြီးစောက်ကြဲတွေလျှောက်ပြောနေပါတော့လေ။အဲဒီအချိန်မှာပဲလေခါသတိပြန်ဝင်လာခဲ့ပြီးတော့အနာကိုရောက်လာတဲ့ရူဒရာကိုခြေထောက်နဲ့စောင့်ကန်လိုက်ပါလေ။ရူဒရာကလည်းဟန်ချက်ပြတ်သွားတဲ့အချိန်မှာအာရိယာကဝင်ရောက်တိုက်ခိုက်လိုက်ပြီးတော့တိုက်ပွဲဟာမုံတရားတွေကြောင့်ပုံမပြင်းထန်သွားခဲ့ပါတော့လေ။အဲဒီမှာဂရုံးဒေးဗစ်လည်းပြန်ပြီးတော့သတိရလာပြီးအာရိယာကိုတိုက်ခိုက်တဲ့အချိန်မှာရူဒရာကစပါ့ခ်ဆေးကိုလဲခိုင်းလက်မောင်းလေးကိုထိုးသွင်းလိုက်ပါတော့လေ။အာရီယာရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေအောက်မှာဂရုံးဒေးဗစ်နဲ့ရူဒရာတို့မရှင်းပြနိုင်တော့ပဲရှုံးနေနေရပါတယ် ရူဒရာကငါ့ကိုတတ်လိုက်လေကိစ္စမရှိဘူးငါမင်းကိုမတတ်နိုင်တော့မှလေခါတော့မင်းကိုတေချာပေါက်တတ်မှာဆိုပြီးတော့ကောက်ကျစွာနဲ့ပဲဟာတိုက်နေခဲ့ပါလေအာရီယာလည်းစိတ်မထိန်နိုင်တော့ပဲရူဒရာရဲ့ခေါင်းကိုကြမ်းမိနေအချာပေါင်းများစွာပစ်တိုက်လိုက်ပြီးဒေဆုံးသွားတဲ့စမ်းသက်ခံမိန်းကလေးတွေကိုစားတနတ်နဲ့ပစ်တတ်ပလိုက်ပါတော့လေအဲဒီချိန်မှာပဲ Spark စီရဲ့နှိုးဆော်မှုကြောင့်လေခါကအာရီယာကိုတိုက်ခိုက်ဖို့ကြိုးစားပါတော့လေအာရီယာကဘိုလ်ချုပ်ရဲ့စာအုပ်ထဲက Spark စီနဲ့ထိတွေ့ထားတဲ့သူတွေဟာ သူတို့ကိုယ်တိုင်တတ်သေးတယ်လို့အုံနောက်ကယုံသွားတော့မှဈေးရဲ့ထိန်းချုပ်မှုကလည်းယုံထွက်နိုင်မှလို့ရေးထားတာကိုသတိရသွားတာကြောင့်သူကိုကတ်ကြီးနဲ့ထိုးဖို့လာတဲ့လက်ခါရှိမှမှန်တစ်ချက်ကိုကာလိုက်ပြီးတော့သူမကိုသူမထိုးတဲ့ပုံစံဖြစ်အောင်ဖန်တီးခဲ့ပါလေအဲဒီမှာလက်ခါလည်းသတိမေ့သွားပြီးအဲဒီချိန်မှာပဲ root drive စမ်းတကန်တစ်ခုလုံးမီးတွေလောင်လာတာကြောင့်အာရိယာကလက်ခါကိုချီပြီးတော့အပြင်ကိုထွက်လာခဲ့ပါတော့တယ်ထွက်လာတဲ့လမ်းမှာအုံနောက်နဲ့အောင်ကျော်ပညာရှင်ဒေါက်တာအင်ဒရာကိုလည်းကြိုးတော့ပြီးတော့ဖန်ထားတာကိုလည်းတွေးလိုက်ရတာကြောင့်အာရိယာလည်းကြိုးတွေဖြေးပေးလိုက်ပါတယ် လဲခါကိုစေးုံတင်လိုက်ရပြီးတော့သူ့အဖေနဲ့အဖွားလေးစေးုံကိုစိုးရင်ကြီးနဲ့ရောက်လာခဲ့ကြပါလေအာရိယာကရောက်ခမကြီးကိုမနေ့ကမတိုင်ခင်ထီတော့ကျွန်တော်ကသူ့အတိတ်ပဲဖြစ်ခဲ့တာပါဒါပေမဲ့သူကကျွန်တော်အနာဂတ်ပါပဲဆိုပြီးတော်ကီချုပ်လိုက်ပါလေအဲ့ဒီချိန်မှာပဲ TV ကသတင်းမှာအိန္ဒိယရဲ့အတော်ဆုံးအုံနောက်နဲ့အောင်ကျော်ဆိုင်ရာဆေးရောဂါကုပညာရှင်ဒေါက်တာအင်ဒရာတယောက်ဆွီဒင်မှာနိုဘယ်ဆုသွားယူမဲ့သတင်းကိုထုတ်လွှင့်နေတာပဲဖြစ်ပါလေအာရိယာကတခုခုကိုချိတ်ဆက်မိသွားသလို့ ဖြေရှင်းစရာကိစ္စတခုကြံသေးတယ်ဆိုပြီးဆေးရုံကနေထွက်သွားခဲ့တော့တာပါဒေါက်တာအင်ဒရာတယောက်သတင်းသားရှင်းလင်းပွဲကိုကျင်းပနေတာပဲဖြစ်ပါလိမ့်အာရိယာကဒေါက်တာအင်ဒရာနဲ့နှစ်ယောက်တည်းစကားပြောဖို့ခွင့်တောင်းလိုက်ပြီးဟိုက်ဒရာဘတ်ရဲ့ရဲမှုစီကရူဒရာနဲ့ပတ်သက်ပြီးတော့သူရရှိတဲ့အချက်တွေရူဒရာကိုထိန်းချုပ်ခိုင်းစေနေတဲ့နောက်ွယ်ကလူရှိနေသေးတာကိုသိနေခဲ့ပေမဲ့ဆက်ဆက်လို့မရခဲ့ပဲရူဒရာကစပတ်ဓာခွဲကန်းကိုဖောက်ခွဲလိုက်ပြီးတော့ဒေဂျင်အောင်ဆောင်ခဲ့တဲ့အချိန်မှာဒေါက်တာအင်ဒရာကဝင်ကူညီခဲ့ပြီး ဓာတ်ခွဲကနေဖန်တီးပေးလိုက်တော့မှနောက်ကွယ်မှာရှိနေတဲ့လူဟာဒေါက်တာအင်ဒရာဆိုတာကိုဆက်ဆက်လို့ရာသွားခဲ့ကြောင်းနဲ့မကောင်းမှုဆိုတာစိတ်ကွယ်ရာမရှိပဲတချိန်ကြရင်တော့အပြစ်ဒဏ်ကိုခံရမှာပဲလို့ပြောလိုက်ပါတော့လေအာရီယာကကဘာကြီးကိုသူမရဲ့လောရွက်တွေမသိစေချင်ရင်ဘာလို့တင်းနေဆိုတာဒေါက်တာသိပါတယ်လို့ပြောလိုက်ပြီးလှဲ့ထွက်လာခဲ့ပါတော့လေသူအိမ်ရှိရောက်တဲ့အချိန်မှာပဲတနတ်တန်တစ်ချက်ကိုကြားလိုက်ရပြီးတော့ကိစ္စတွေအားလုံးလဲအဆုံးသတ်သွားခဲ့ပါတော့လေနောက်ဆုံးမှာတော့အာနယာရဲ့ရိုးပြာကို မြစ်ထဲကိုသွားမျောနိုင်ခဲ့ပြီးတော့အတိတ်ကရိတ်တွေအားလုံးကို အပိသက်ဖြေရှင်းနိုင်ခဲ့ပြီးတော့အရိနီယာကိုလေခါလေးရောက်လာခဲ့ကနှစ်ဦးသားတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ကြရင်းနေပဲဇက်လန်းလေးရာလေးပျော်ရွှင်စွာဇက်သိမ်းသွားခဲ့ပါတော့လေခင်ဗျာဟုတ်ကဲ့ပါဒီကနေ့တင်ဆက်မှုကတော့ဒီမှာလေးပဲရနာခွင့်ပြုပေါင်းနောက်နေ့တွေများမှာလည်းရုပ်ရှင်ဇာကားကောင်းများစွာနဲ့ပြန်လာခဲ့ပါဦးမယ်ခင်ဗျာစုံလီအားပေးကြတဲ့ပရိသတ်တယောက်စီတိုင်းကိုလည်းကျေးဇူးတူတင်ရှိကြောင်းနဲ့ပရိသတ်များနဲ့တကွာရွှေမြမိသားများအားလုံးပဲကျမ်းမာဘေးကင်းကြပါစေကြောင်းတောင်းဆုပြုလိုက်ပါရခင်ဗျာ 这种安全无吧。